စင်ကာပူရောက်ရွှေပြောင်းမြန်မာလူသားတွေစီကငွေလဲလှယ်လုပ်ငန်းလုပ်ကင်နေတဲ့မြန်မာမျိုးသမီးတူကစင်ကာပူဒေါ်လာနဲ့မြန်မာငွေများစွာကိုလိမ့်လည်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါဗျ။စင်ကာပူမှာနေထိုင်ပြီးငွေလဲလှယ်လုပ်ငန်းလုပ်ကင်ခဲ့တဲ့နန်းနှင်းဧပြီအေအမည်ရှိအမျိုးသမီးဟာပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစင်ကာပူဒေါ်လာ3000ကျော်နဲ့မြန်မာငွေကျပ်3300ဝန်းကျင်ကိုလိမ့်လည်ပြီးမေလ25ရက်နေ့မှာမြန်မာပြည်ကိုပြန်လည်ထွက်ပြေးသွားတယ်လို့ငွေအလိမ်ခံရသူတွေစီကသိရပါဗျ။ ငွေလိမ်လဲထွက်ပြေးသွားတဲ့နန်နင်းဧပြီအေးဟာငယ်စဉ်ကအီယံရီတိုင်းကြုံမြော်မြို့နယ်လှဲစိတ်ကျေးရွာမှာနော်ဆေးဆေးအမိနဲ့နေထိုင်ခဲ့သူဖြစ်တယ်လို့၎င်းနဲ့နီးစပ်သူတူကပြောပါရယ်သူကဒေါ်လာယူပြီးမြန်မာပြည်ပြန်ပို့မဲ့မြန်မာငွေကိုပြန်မလွှဲပဲလိမ်သွားတာဆန်လန်းပို့ပြီးငွေပြန်တောင်းတော့ ဟိုနေ့ပေးမယ်ဒီနေ့ပေးမယ်ပြောပြီးအကောင့်တွေပါဖြတ်သွားတာရွှေတဲ့အဖြူတစုံစားပါလိန်သွားတယ်လိန်နေတာကြာပြီးအခုထွက်ပြေးမှတိကြတာလို့ငွေအလိန်ခံရသူ မျိုးသမီးတူက AR Times ကိုပြောပါတယ်ငွေလိန်လဲသွားသူနန်းနှင်း April A ကို၎င်းနေထိုင်ခဲ့တဲ့စင်ကာပူနိုင်ငံရှိအင်ရှင်တထေးမာကမေလ26ရက်နေ့မှာရဲစခန်းကိုတွားရောက်အကြောင်းကြားထားတယ်လို့စင်ကာပူရောက်မြန်မာမျိုးသမီးတူစီကသိရပါတယ် ဒါအပြင်ပြီးခဲ့တဲ့2023ခုနှစ်အတွင်းကလည်းအဲ့ဒီအမျိုးသမီးရဲ့ငွေလိမ်လည်ခြင်းကိုခံခဲ့ရသူအချို့လည်းရှိခဲ့တယ်လို့ငွေလိမ်ခံရသူတွေကဆိုပါတယ်